မတို့ကကပြားပါနော်ကပြားတွေကပရိသတ်လက်ရောက်လည်လာမှာဖြစ်ပါတယ်ကပြားရဲ့ရည်ရွယ်ချက်ကတော့မြမသူခုမအမှုပညာဖြစ်တဲ့ရုပ်သေးပြုလုပ်ပုံရုပ်သေးသဖြင့်ပညာကိုတံမိုးထားထိမ့်သိမ်းဆောက်ရှောက်တင်ကြောင်းနဲ့စာရေးသူရဲ့အရေးပေါ်သိရှိစေရန်ပေါ့နော်ဆိုတော့မြမသူခုမအမှုပညာဖြစ်တဲ့ရုပ်သေးဘလို့လုပ်တယ်လဲရုပ်သေးရုပ်ကလေးတွေဘလို့လုပ်တယ်လဲရုပ်သေးသဖြင့်ကိုတံမိုးထားတင်လားထိမ့်သိမ်းတင်လားဆောက်ရှောက်တင်လား ထိမ့်သိမ်းစောင့်ရှောက်တင့်နေပေါ့เนาะအဲ့ဒီအကြောင်းလေးရေနောက်စာရေးသူရဲ့အရေးအဖွဲ့ကိုသိစေခြင်းလို့ဟိုဒါလေးကတော့ရည်ရွယ်ချက်ဖြစ်တယ်နောက်ရုပ်သေးကိုပြုလုပ်မယ်ဆိုရင်ရုပ်သေးတရုပ်ဖြစ်ဖို့အတွက်ဆိုရင်ယမနေသားအနေနဲ့လုပ်ရတယ်တွေ့ကြရအသားကိုကောက်ထုတ်လိုက်လို့မရယမနေသားမှဖြစ်တယ်เนาะ အဲ့ဒီရုပ်သေးရုပ်ကိုလုတ်တဲ့ခါကျလုတ်ရင်လေတခါတည်းရုပ်သေးရုပ်တစ်ခုလုံးရုပ်ကြီးတစ်ခုလုံးကိုအဲထုလိုက်ရတာမဟုတ်ဖဲနဲ့ပေါ့နော်အစင်းစင်းလုတ်ရတယ်ရုပ်သေးရုပ်လေးဖြစ်ဖို့အတွက်ကိုအစင်းစင်းတစ်ခုချင်းခေါင်းခြေခနာကိုလက်ပေါ့နော်ဒီလိုမျိုးလေးတွေကို တခုချင်းကိုဟို twin to ပုံဖော်ရတယ်တွဲရတယ်တီးရတယ်ဒါမျိုးလေးတွေရှိတယ်ပေါ့သူအဲ့ဒါမျိုးလေးတွေသိစေခြင်းနဲ့စိတ်ဝင်စားစေခြင်းနဲ့ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရုပ်သေးရုပ်သေးဆိုတဲ့အယုတ်ကလေးတွေကိုဟိုပကံမာလောက်တာအလှအလှပကံမာပကံသွားရင်ဓာတ်ပုံရိုက်ကြတယ်နောက်ပြည့်ခါကျတော့ဒီဟိုတယ်တွေမှာဆိုလို့ရှိရင်အလှချိတ်ဆွဲထားကြတယ်ဒီလောက်ပဲမြန်မာတွေရဲ့စိတ်ဝင်စားမှုဒီလောက်ပဲ ရှိတယ်ပေါ့နော်အော်ဒီရုပ်သေးသဘင်ရုပ်သေးနဲ့တွဲရက်နောက်ကသူ့ရဲ့အမှုပညာတွေဒါတွေကိုကြတော့မပေါ်ကြတော့ဘူးမသိကြတော့အများစုက စိတ်မဝင်စားကြတော့ဒါကြောင့်မလို့ဒါလေးကိုပြန်ပြီးဖော်ထုတ်တဲ့အနေနဲ့အဲဒီကဗျာလေးကိုထည့်ထည့်ပြီးတော့မှတင်ရတဲ့ရည်ရွယ်ချက်ပေါ့နော်ဒါလေးဖြစ်ပါတယ်မမောဝယ်ကောင်းသောကျိုးဆွဲပညာကိုတန်ဖိုးထားရင်လိုအပ်ပုံအဲဒီ ကျိုးဆွဲတယ်ဆိုတာကရုပ်သေးရုပ်ကိုကျိုးဆွဲတယ်ဆိုရင်အဲ့ဒီကျိုးဆွဲတဲ့သူကကျိုးဆွဲရုံလေးတွေဆွဲတတ်လို့မရဘူးပေါ့နော်ဟိုအပြောဟောအစိုးငိုလဲကောင်းပါတယ်ဒါလေးလည်းသိစေချင်ပါတယ်တဲ့။နောက်မြေသူမြမရှင်နိုင်တော့သူခုမှမြမလက်ရကိုဟောင်းတော်လဲထင်းထင်းဆောင်းလျှောက်တင်ပေါ့။ရှိကလေးကရှိခဲ့တဲ့မြမဘရင်နေလက်ထက်ကလေးကရှိခဲ့တဲ့ဒီရုပ်သေးပညာရုပ်သေးတပင်ကိုဒီလက်ရကို ဆက်ပြီးတော့မှမပြောက်ကွယ်အောင်ထိမ့်သိမ်းဆောက်ရှောက်တင်နေပေါ့နော်ဒါလေးကိုပြောတယ်ကဘာမှာဆိုလို့ရှိရင်ကျမတို့ကဘာပေါ်မှာအနုပညာလက်ရာတွေအမျိုးမျိုးပေါ်ထွန်းနေပေါ်ထွန်းနေပကြီးပိုင်းမှာလည်းအစ်တစ်အစ်တစ်ပေါ်ထွန်းသလိုတခြားသောအနုပညာလက်ရာတွေလည်းအများကြီးပေါ်ထွန်းတာရှိပါတယ်ဒါပေမဲ့လည်းဘယ်ဘယ်လိုမျိုးအနုပညာတွေအစ်တစ်တွေပေါ်ထွန်းသည်ဖြစ်စေဒီမြမ ရုပ်သေးပေါ့နော်မြမရုပ်သေးပညာကိုတော့ဘယ်ဟာမှမမီဘူးလို့ဒါတင်စားထားတာပါတကယ်တမ်းကတော့တင်စားထားတာပေါ့နော်နောက်တက္ကသိုလ်တော်သားရဲ့စေတနာနဲ့ကြပြာရေးဖွင့်ဒါမြမဟိုဒီရုပ်သေးပညာရဲ့ကြီးရုပ်သေးပညာရောနောက်ပြီးတော့ရုပ်သေးနဲ့တွဲရကပ်ပါနေတဲ့သူကမှတပင်နော်တပင်နေပကြီးတွေဒါတွေကိုလည်းမပြောက်ွယ်အောင်ထိမ့်သိမ်းဆောင်ရှောက်စေခြင်းနဲ့စာရေးသူရဲ့စေတနာကြပြာစာစုရဲ့ စေတနာနဲ့ကြပြအရေးပွဲကိုသိစေလိုခြင်းဖြစ်ပါတယ်။ဆိုတော့ကျမတို့ကအင်းဒါကတော့တက္ကသိုလ်တော်သားကြီးအထုပ်ပတိဖြစ်ပါတယ်။တောင်သာမြို့နယ်မိဘအောင်စပူကျေးရွာမိဘအောင်စပူကျေးရွာမိဘအောင်စပူကျေးရွာနော်။အဲ အော်ပြီးတဲ့ခါကျတော့အဲ့ဒီမှာမွေးတယ်မိဘကဥအေးမောင်းတော်လှချင်အမည်ရင်းကဥအောင်တောင်မွေးတကရက1942ခုနှစ်အောက်တိုဘာလ5ရက်နေ့ရက်ကရန်ကုန်မြို့ကမာရွတ်မြို့နယ်3ရက်ကွက်ရတနာလန်းအမှတ်73ဖြစ်ပါတယ်တဲ့နောက်တစ်ခုကတောင်သာမြို့နယ်အဲတလိုင်းရက်ရွာတိကျောင်းကနေတက္ကသိုလ်ဝင်တဲ့အောင်မြင်နေဒါကဆရာကြီးရဲ့ကျောင်းသားဘဝပေါ့နော်ကျောင်းပညာရေးပညာရေးမှတ်တမ်းပေါ့ 1960ပြည်နှစ်မှာမန္တလေးတက္ကသိုလ်ကိုတက်ပြီးတော့မဟာမြမသာဝိဇ္ဇာမြမသာဝိဇ္ဇာဂုံတူးဘွဲကိုရတာပါ။နောက်ရန်ကုန်ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကနေပြီးတော့မဟာဝိဇ္ဇာဘွဲရပါတယ်။1966ခုနှစ် ။မှာဆိုလို့ရှိရင်တက္ကသိုလ်မြန်မာစာနီးပြစတင်အမှုထမ်းတယ်။တက္ကသိုလ်မှာမြန်မာစာနီးပြအဖြစ်နဲ့စတင်အမှုထမ်းတယ်။နီးပြကနေပမောက်ကတီအစင်းစင်ရာဒူးတွေတိုးတယ်။လောက်သားကောလိပ်မြကျင်းသားကောလိပ်မော်လမြိုင်ဒီဂရီကောလိပ်ရန်ကုန်တက္ကသိုလ်ရန်ကုန်အနောက်အနောက်ပိုင်းတက္ကသိုလ်ဒါတွေမှာတာဝန်ထမ်းဆောင်ခဲ့တယ်။အမောက်ကတာဝန်ကနေအငိမ့်စားယူပြီးတဲ့နောက်ကျတော့မြမစာအဖွဲ့မှာအချိန်ပြည့်အဖွဲ့ဝင်အနေနဲ့တာဝန်ထမ်းဆောင်နေ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပါရဂူတင်နန်းကြီးကြပ်ရေးမှူးကော်မတီအဖွဲ့ဝင်အဖြစ်လည်းအမြဲတမ်းအဖွဲ့ဝင်အဖြစ်ပေါ့နော်ထန်းဆောင်လည်းရရှိပါတယ်အခြေခံပညာမြန်မာစာဘာသာရပ်တင်ယိုးညွန်းနဲ့နေဖွဲ့တဲ့နော်တင်ယိုးညွန်းနဲ့နေဆွဲတဲ့ကော်မတီထဲမှာလည်းအဖွဲ့ဝင်တယောက်ဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပါရဂူတင်နန်းမှာဆိုရင်စပေးဘာသာရပ် စာပေတွေဘာသာတွေစာပေကျမတို့စီမှာဆိုလဲဟိုစာပေဘာသာရှိတယ်ဆိုတော့အဲ့ဒီဘာသာရက်တွေကိုပို့ချပေးနေပါတယ်။ဒါကတော့ဆရာကြီးရဲ့ကလောင်မီတွေဖြစ်ပါတယ်။အောင်နိုင်တက္ကသိုလ်တက္ကသိုလ်ဒေါသဥအောင်တောင်ဆိုပြီးတော့ကလောင်မီတွေနဲ့ရေးပါတယ်။ဒါတော့ဆရာကြီးရဲ့ရရှိခဲ့တဲ့စာပေစုစာဒါဒီဘက်ကတော့စာပေစုအမျိုးအမျိုးအမည်ပဲပေါ့နော်စာပေဘာစုရရတယ်လဲဆိုတော့ပထမစုဒုတိယစုရရဲ့ဒီဘက်ကစာအုပ်တွေဖြစ်ပါတယ် ရခဲ့တဲ့ရခဲ့တဲ့စာပေပေါ့နော်ရခဲ့တဲ့စာပေဖြစ်ပါတယ်ပရိတာလက်ရာကဗျာဒီမှာစပြီးတော့မှလေ့လာမယ်ဆိုယမနေသားထင်းဖြတ်သားညံသွားသူကဇံများဝင်းကတစ်သားပပုအယုတ်ထုရှုမဝရမင်းသားဖြစ်လာဆိုဒီနေရာမှာချစ်သားထုလို့လဲပြောတယ်ပေါ့နော်အဲ့တော့ကျမကတော့နှစ်ခုလုံးဖတ်စာအုပ်ထဲမှာကကျမတို့အယုတ်ထုလို့ရေးထားတယ်ဒါပေမဲ့ဆရာကြီးကချစ်သားထုလို့ရေးဖွင့်တယ်လို့လည်း အဆိုရှိတဲ့ခါကျတော့ကျမနှစ်ခုလုံးထည့်ထားပေးပါတယ်။ယမနီသားကနေအသားကိုယမနီတစ်ပင်ကနေပြီးတော့မှအသားအသားတွေဟိုဖြတ်တယ်ပေါ့နော်ဖြတ်တဲ့ခါကျတော့ဘာလို့လဲဆိုတော့ဒီညံရှိတဲ့အနုပညာအနုပညာကိုအနုပညာအလုတ်လုတ်နေတဲ့လူကအနုပညာမျက်လုံးအနုပညာအမြင်ရှိတယ် ပြောရမယ်ဆိုရင်ဘဘူးထုတဲ့သူကတသားတုံးလေးတုံးကိုတွေးလိုက်တာနဲ့ဒါဘာသာတော့ဘာယုတ်ထုလို့ရတယ်ဆိုတာမျိုးအုံနောက်ကအလုတ်ကအလုတ်အလိုလိုလုတ်တယ်ပေါ့နော်အေးဒါမျိုးပြောချင်တာအဲ့ဒီခါကျတော့ဒီယမနီသားထင်းဖြတ်အထင်းဖြစ်ဖြတ်ထားတဲ့ယမနီသားပဲပြောပြောပေါ့အဲ့ဒါကိုတွေးတယ်တွေးတဲ့ခါကျတော့ဒီဘဘူးဆရာကနေပြီးတော့မှဘာဖြစ်လဲဆိုတော့ဒါကနော်ဒါကယုတ်တိယုတ်ထုလို့ရတယ်ဆိုတာကိုအာယုံက ရလိုက်ပြီးရလိုက်ပြီးတဲ့ခါကျတော့အဲ့ဒီမှာသူစပြီးတော့မှဒီအယုတ်ကလေးကိုထူတယ်။အမှုပညာဇန်ဝင်စားလေ။ဇန်ဝင်စားဆိုတော့အမှုပညာအလုပ်လုပ်နေတဲ့လူကအလုပ်တစ်ခုသူသူ့ရဲ့အလုပ်ကိုစပြီးလုပ်လိုက်ပြီးဆိုတာနဲ့အမှုပညာဇန်ကတော့ဝင်ပြီးသားပဲပေါ့။တော့ဝင်လိုက်ပြီးဆိုပြီးတော့မှသူကအဲစိတ်ကူးကောင်းစွာနဲ့ဘဘူးယုတ်ကလေးတရုတ်ကိုထုစစ်လိုက်ပါတယ်။စိတ်ကူးကောင်းကောင်းနဲ့ဒါထပ်ပြီးတော့မှပဲရုပ်ကိုထုမလဲဆိုတာဒါပပူးစရာနေပြီးတော့မှဆုံးဖြတ်တယ်ပေါ့နော်အဲ့တော့ ဘာယုတ်ကလေးထွက်လာတယ်လဲဆိုလို့ရှိရင်ရှုမကြီးပွေမြင်းသားယုတ်ကလေးတယုတ်ဖြစ်လာတယ်ဗဟုဆရာကနေပြီးအမှုပညာလုံးအလုံးလုံးနေတဲ့အမှုပညာထဲမှာကျင်လည်နေတဲ့သူကအမှုပညာမျိုးလုံးအမြင်ရှိတဲ့အတွက်အဲဒီယမနီသားဖြတ်တုံးလေးတစ်ခုတွေ့တဲ့အခါမှာစိတ်ကအလိုလိုပဲတီဗီသားတီဗီဘေးခါကျတော့ပကြီးပဘူးကိုထုလိုက်တယ်ထုလိုက်တဲ့အယုတ်ကလေးကဘာယုတ်လေးလဲဆိုတော့မင်းသားယုတ်ကလေးအဲ့ဒီမင်းသားယုတ်ကလေးကနော် ကြည့်လို့ကိုမငြီးမွေနိုင်ဘူးဒီလိုမျိုးပြောနေတာပေါ့ဒါစကလုံးလောင်သုံးထားလိုက်တာရှုမငြီးပွဲဆိုတာတော့เนาะရှုမငြီးပွဲကစကလုံးလောင်သုံးထားတာဖြစ်ပါတယ်နောက်တစ်ခုကစေးစုံချဲတာခုံမြက်စပြုံးပြက်ပြရတဲ့ပကြီးလေးရဒါကကြတော့ဘယ်ပန်းရောက်သွားပြီလဲဆိုတော့ဘဘူးဘဘူးကနေမှပကြီးပကြီးကိုရောက်သွားပြီအကျွန်မတို့မျက်လုံးထဲမှာမျက်လုံးလေးမှိတ်ပြီးတော့မှစဉ်းစားကြည့်လိုက်မြေပေါ့เนาะကိုယ့်ရဲ့မျက်လုံးလေးထဲမှာဘဘူးရုပ်ကလေးတရုပ်ဟို sorry ရုပ်သေးရုပ်ကလေးတွေရုပ်မင်းသားရုပ်သေးရုပ်ကလေးမင်းသားမင်းသားရုပ်ကလေးပေါ့နော်ဒီရုပ်ကိုမျက်လုံးထဲမှာမြင်အောင်ကြည့်ကြမယ်ဆိုရင်ကျွန်တော်တို့စပြီးတော့မှတွေ့မှာကခေါင်းပေါင်းကလေးရယ်အဝတ်စားလေးတွေနောက်ပြတဲ့အခါကျရင်မျက်နှာကလေးလည်းကျွန်တော်တို့မြင်အောင်လုပ်ရတယ်မျက်နှာလေးကအလွန်ကိုလှပ်ပါတယ်ဘာနဲ့ဘာနဲ့လှုပ်လဲဆိုတော့သူကဘသူကဆွဲလဲဆိုတော့ပကြီးဆရာဆွဲထားတာအဲ့ဒီအပိုင်းကပကြီးဆရာရဲ့အပိုင်းဖြစ်သွားပြီမျက်လုံးမျက်ခုံးကလေးတွေ နှာခေါင်းလေးတွေပါးစပ်ကလေးတွေနှာနှာခမ်းလေးတွေပေါ့နော်မျက်နှာလေးပြီးတော့လယ်ပြင်အချစ်ကလေးတွေတောင်မှပါသေးတယ်တချို့ရုပ်ကလေးတွေဆိုရင်စွဲထားပြီးတာတော်တော်လေးကိုလက်ရမြောက်တယ်ပေါ့အဲ့တော့ဒီမှာကစေးစုံခြေတာခြေတာတယ်အယောင်ဆုံးလေအယောင်ဆုံးလေဆိုတာရှိသမျှကာလာတွေအကုန်လုံးကိုခြေလိုက်တာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ဟိုပဝင်သေးနဲ့အယောင်နဲ့ဟိုတင့်တိုတဲ့ အယောင်ကိုထည့်ပြီးတော့မှခြေသားတာပေါ့နော်ဒီလိုမျိုးပြောရမှာပေါ့အဲ့တော့အယောင်စေးရောင်လေးနဲ့ခြေသားလိုက်တယ်ပကြီးမင်းသားရုပ်ကလေးဖြစ်လာဖို့အတွက်ကိုစေးရောင်နဲ့ခြေသားလိုက်တယ်မျက်လုံးမျက်ခုံးနှာခမ်းကလေးပုံပေါ်လာရတယ်နော်အဲ့ဒီတော့ဒီမင်းသားလေးရဲ့မျက်နှာကိုကြည့်လိုက်တဲ့အခါကျတော့မျက်ခုံးကလေးကကြီးထားတာလိုလိုဟလာပြုံးနေတာလိုလိုလှောင်နေတာလိုလိုလေးနဲ့စိတ်ထဲမှာထင်ရောက်လာရတယ်။ဒါလေးကတော့တကယ်ကိုဟိုတရုပ်ဖော်ထားတာမြင်အောင်လာအောင်တရုပ်ဖော်ထားတဲ့ဟာလေးပေါ့ နောက်တစ်ခုကတကယ်တပီဒီရုပ်သေးတပီကျိုးဆွဲတော့မယ်ဆိုရင်ရုပ်သေးတပီကပြတော့မယ်ဆိုတဲ့အခါကြလို့ရှိရင်ဘာလို့လဲဆိုဘလိုင်းကြီးကပြလို့မရအောင်နောက်ကနေပြီးတော့မှတီးခွက်တွေတီးခွက်တွေနဲ့ပါလာရတယ်ကျိုးဆွဲတဲ့သူကလည်းတီးဆိုရတယ်ပြောရတယ်ဆိုရတယ်ဇက်တော်တွေဆိုရင်ပြောရဟောရငိုရနော်ဆိုရအဲဒီလိုမျိုးတွေပေါ့ဆိုတဲ့အခါကျတော့ဒီမှာနောက်ခံတီးစီးချက်ချတီးခွက်လာတဲ့ဂီတဆရာ တီးခွက်ကအလွန်လှတယ်အလွန်လှတယ်ဆိုတာနားထောင်ရတာအတရားနာပြောဝေကောင်းနေပေါ့တီးခွက်ကလှတယ်လို့တော့ညီမတို့မြင်ကြည့်လို့မရအောင်တီးတီးတဲ့အတန်ဆိုတာနားနဲ့နားထောင်ရတာအဲ့တော့တရားနာပြောဝေကောင်းနေလို့ပြန်ဆိုရင်တော့ပူပြီးသင်တော့ပါတယ်အော်ဂီတစီကဖန်တီးလိုက်တဲ့နော်တာယာနာပြုတ်ပဲကောင်းတဲ့တေးကွက်တီနဲ့အညီမင်းသားယုတ်ကလေးကစီးချက်ညီညီလှောက်ရှားပြီးတော့မှကပ်ပြနေတယ်မင်းသားယုတ်ကလေးရဲ့ခန္ဓာကိုယ်လိုတဲ့လူမျိုးနော် ဟိုကွေးလို့ရအောင်ခါလီကော့တာပဲဖြစ်ဖြစ်နှုတ်ချောက်ကလေးကွေးလိုက်တာပဲဖြစ်ဖြစ်ညင်ညင်ညုံညုံနဲ့လှောက်ရှားနေတဲ့ဟန်အဲ့ဒီဟန်ပန်ကိုဘသူကလုတ်ပေးတာလဲဆိုလို့ရှိရင်ဘသူကနေပြီးကျိုးဆွဲဆိုကျိုးဆွဲပညာရှင်နော်ရုပ်သေးရုပ်သေးကျိုးဆွဲတဲ့ပညာရှင်ကနေပြီးတော့မှကျိုးဆွဲပြီးနေတာအပရိသတ်ဟာပျော်တော်ဆက်နေပုံမှာဒီစကလုံးလေးကပျော်တော်ဆက်တယ်ဆိုတာကတကယ်တမ်းကတော့ပျော်အောင်တင်ဆက်ကပြတာပေါ့နော်ဟို စကလုံးပျော်တော်ဆက်ဆိုတဲ့စကလုံးအနည်းနဲ့ဆိုလို့ရှင်တော့နည်းနည်းလေးနားထဲမှာတမျိုးလေးဖြစ်နေပေမဲ့လေတကယ်တမ်းကတော့ပရိသတ်တွေရဲ့စိတ်ပျော်ရွှင်လာအောင်ဘာလို့တလဲဆိုတော့တင်းဆက်ကပြနေတယ်ပေါ့အဲဆိုအဲ့ဒီလိုမျိုးကပြနေတာကအလွန်ကိုနှစ်သက်စွမ်းမဖွယ်ကောင်းလာတယ်ကြည်ရတာတကယ်ကိုသဘောကျစရာကောင်းလာတယ်ပေါ့နော်ကြည်ရတာကောင်းတယ်နောက်ဒီမင်းသားရုပ်ဒီရုပ်သေးရုပ်ကလေးမင်းသားရုပ်ကလေးကိုဘဘူးနဲ့တော့ထုလိုက်ပြီဘဘူးနဲ့တော့ထုလိုက်ပြီဒါပေမဲ့အဲ ဘာမှဝတ်မထားဘူးဆိုလည်းကြည့်လို့မလှဘူးမင်းသားလို့ပြောတဲ့အတွက်မင်းသားနဲ့ထိုက်တန်တဲ့အဝတ်အစားအဆောင်ရောင်ပါရမယ်ပေါ့နော်အဲ့တော့အဲ့ဒီအဆောင်ရောင်နေဆိုလို့ရှိရင်လည်းမင်းသားရုပ်ကလေးဖြစ်တဲ့အတွက်ဘောကျဲတွေစီကွင်းနေနော်ဒီခေတ်မှာဆိုတော့ဒီလိုမျိုးတွေသုံးနေပေါ့အဲလလပပပြောင်တော့တော့ပြောင်ပြောင်အိုးစားလေးတွေနဲ့ဝတ်ပေးထားတဲ့ရွှေကြီးငွေကြီးတွေထိုးထားမိပေါ့နော်အဲ့ဒီခါကျတော့ပို့ပြီးတော့မှကြည်ရတာပသာရဖြစ်တယ်အဲ့တော့အဲ့ဒီမျက်နှာအမူအရာလေးဒီအယုတ်ကလေးကတော့ ဟိုပကြီးဆွဲထားတာဖြစ်တဲ့အတွက်ရုပ်ကတော့မျက်နှာကတော့လုံးဝပြောင်းလဲလို့မရဘူးဒါပေမဲ့ကျိုးဆွဲတဲ့ပညာရှင်ရဲ့အဆူအငိုတွေနဲ့ဒီအယုတ်ကလေးရဲ့လှုပ်ရှားမှုဟန်ပန်လေးတွေနဲ့ပေါင်းလိုက်တဲ့အခါကျတော့ဒီမျက်နှာယုတ်ကလေးကတကယ်ငိုနေတယ်လို့လို့တကယ်ရည်ပြနေတယ်လို့လို့ဒီလိုမျိုးထင်ရောင်လာရတယ်ပေါ့နော်ဒါကဘာလဲဆိုတော့နောက်ကတီးခွက်ရဲ့အာတီးခွက်ရဲ့ အစွန်းလေးပါတယ်အဲ့တော့ဒီပကြီးပညာရှင်ကနေဆွဲပြထားတဲ့ဒီမျက်နာကလေးရဲ့ကျိုးဆွဲပညာရှင်ကနေပြီးတော့မှနောက်ကတီးခွက်နဲ့အတူဟိုတင့်တင့်နဲ့လှူရှားဟန်ပန်လေးကိုကပြရတဲ့အတွက်ဒီသုံးခုဒီပညာသုံးပညာရဲ့သုံးခုကိုပေါင်းစပ်လိုက်တဲ့အခါကျတော့မဖြစ်လာလဲဆိုအစွဲမဲ့ဖွဲကောင်းတယ်ပညာကတန်ဖိုးမြင့်လာတယ်တခုချင်းတခုချင်းရဲ့တန်ဖိုး တံပိုးထဲသုံးခုပေါင်းလိုက်တဲ့အခါပို့ပြီးတော့မှတံပိုးကမြင့်လာတယ်။ငကူကလည်းတံပိုးကမြင်ပြီးသားပါ။တကူချင်းရဲ့တံပိုးကမြင်ပြီးသားဒါပေမဲ့သုံးခုပေါင်းလိုက်တဲ့အခါတံပိုးကပို့ပြီးတော့မှမြင့်လာတယ်။အဲ့တော့ဒါကဘာလဲဆိုတော့တပင်းပညာရဲ့အစွမ်းပဲ။တပင်းပညာမှာဆိုလို့ရှိရင်ဟိုတယောက်တည်းရက်တီလို့မရဘူးဆိုတော့ဒါလေးကိုသူကဟိုစီလုံးမှုသဘောလေးလည်းပါတယ်ပေါ့နော်။ဒါလေးကိုပြောပြချင်တာဖြစ်ပါတယ်။ညာတော့အဖြစ်ရုပ်သေးရကြတော့ကျမတို့အဲ ဘယ်ဟာတွေကိုဘယ်ဇက်တော်တွေဘယ်ဇက်ွက်တွေကပြလေးရှိတယ်လဲဆိုရင်ဒီမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့950နိပတ်တော်တွေတဲ့ကတော့ကောင်းလို့ရရဇက်ွက်တွေကိုခင်းချင်းပြတာခင်းချင်းကပြတာများတယ်များတဲ့အခါကျတော့အဲ့ဒီဟိုတကယ်ကိုဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို မြင်းစွာဖေကသူကိုယ်တိုင်ဖြစ်ဖြစ်ခဲ့တဲ့အကြောင်းအရာကိုပြန်ပြီးပြောတာမျိုးဖြစ်တဲ့အတွက်လူတွေသင်ငန်းစာနော်ဒီလူဘဝလူလောလောကမှာဆိုလို့ရှိရင်ဖြစ်ဖြစ်တဲ့အကြောင်းအရာတွေနဲ့တိုက်ဆိုင်ပြီးတော့မှဟောပြောတာဖြစ်တဲ့အတွက်ဘဝသင်ငန်းစာတွေရရှိတယ်ပေါ့နော်ရရှိရဲအဲ့ဒီတော့ဟို စိတ်ကိုလည်းလူတွေရဲ့လူတွေရဲ့ပင်ပန်းတဲ့စိတ်ကိုလည်းဖြိုပြပြီးသားဖြစ်တယ်။နောက်ဘဝသင်ခန်းစာတွေလည်းရရှိတဲ့အတွက်ဒါကသမင်ပညာရဲ့တန်ဖိုးကြီးမားတာကိုကျွန်တော်တို့ပုံမြင်ရတယ်ပေါ့နော်။ဒါလေးကိုပြောပြလို့ရတယ်။နောက်တစ်ခုကကျတော့အခုစစောကပြောထားတဲ့ဟာလေးပေါ့နော်။လက်ရပေါင်းစုသုံးခုပေါင်းထားတာ။ဘဘူးရဲ့၊ဗချီရဲ့စစောကပြောတဲ့အာလက်ရနော်။အဲဒီအဝတ်အစားလေးတွေဖန်တီးပေးထားတဲ့ဟာလေး ဒီလက်ရာတွေပေါင်းလိုက်တဲ့အခါကျတော့မှကျမတို့ကဘာဖြစ်လာလဲဆိုတော့အနုပညာတုခုမကတန်ဖိုးမဖြတ်နိုင်အောင် မြင့်တက်လာတာနော်စေတနာတွေနောက်ပြီးခါကျအတက်ပညာတွေလက်ရာတွေနဲ့ပေါင်းဆက်ပြီးတော့မှဖန်တီးလိုက်တာရှိကလေးကရှိခဲ့တဲ့အရာဖြစ်တဲ့အတွက်ပို့ပြီးတော့မှတန်ဖိုးမဖြတ်နိုင်တာပေါ့ဟုတ်ကဘာပေါ်မှာရှိတဲ့နိုင်ငံအသီးသီးမှာစောစောပြောသလိုလူမျိုးအသီးသီးကနေပြီးတော့မှဒါနဲ့စင်တူတဲ့ဟာတွေထွင်ရတယ်ဒုတ်ထိုးအယုတ်တို့နောက်ပြီးခါကျလို့ရှိရင်ဟို အရိတ်တို့အရိတ်နဲ့ကပ်ပြတဲ့အယုတ်လေးလည်းရှိတယ်။လက်လက်လက်ထိုးတယ်။တချို့ကြလည်းဒုတ်ကလေးနဲ့ထိုးပြီးတော့မှအရိတ်နော်ဟိုတကယ်ဟိုလောက်တာမဟုတ်ဘဲနဲ့အရိတ်နဲ့အနေနဲ့ကပ်ပြတာရှိတယ်။တချို့ကြလည်းအဲ့အယုတ်ကလေးတွေနဲ့ဟိုမှာကျူးကိုအောက်ကနေဆွဲတာ။အဲကျွန်မမြင်ဘူးတဲ့ဟာလေးတွေဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကဆိုရင်အယုတ်ကိုအပေါ်ကနေကျိုးဆွဲတာဖြစ်တယ်။အဲတရုတ်နိုင်ငံကကြတော့အပေါ်ကနေကျိုးဆွဲတာမဟုတ်ဘဲအောက်ကနေဒုတ်ကလေးနဲ့သူတို့ကကျိုးနဲ့မဟုတ်ဘူးဒုတ်ကလေးတွေနဲ့ထိန်းညှိပြီးတော့မှကပ်ပြတာ။ အဲ့လိုမျိုးလေးမြင်ဘူးတယ်ပေါ့နော်အဲ့တော့တကယ်ဒီရုပ်သေးရုပ်နဲ့ပတ်သက်တဲ့ရုပ်သေးမျိုးစားတွေအများကြီးရှိရဲဆိုတာမျိုးကတော့ဒီတန်းလေးလိုင်းရင်းရတယ်ပေါ့နော်အခုကျွန်တော်တို့ကဒီသင်ခန်းစာနဲ့ကျတော့နည်းနည်းပါးပါးလေးပဲပြောသွားတာပါအဲ့တော့ရုပ်သေးပညာကအဲ့လိုပဲနိုင်ငံအသီးသီးမှာရှိတဲ့နိုင်ငံအသီးသီးမှာသူ့ရဲ့ဟိုရိုးရာတွေဓလေ့တွေနဲ့ကိုက်ညီတဲ့ရုပ်သေးပညာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံကရုပ်သေးပညာကိုမမီဘူးလို့စာဆိုကပြောထားတာ စာစုကပြောခြင်းနော်အဲကြည့်လိုက်မယ်ဆိုလို့ရှိရင်တံပိုးထားရတယ်ပေါ့နော်ဟိုကုန်ကြစရိတ်များတယ်ဒါကလေကုန်ကြစရိတ်များတယ်အဲ့ဒီလိုမျိုးပေါ့ကုန်ကြစရိတ်များတယ်တချို့နိုင်ငံကဆိုရင်စက်ကူနဲ့လုပ်တာဖြစ်တယ်စက်ကူနဲ့ပဲပုံဆွဲပြီးတော့မှလုပ်တာတကယ်အဝိစတွေတို့တကယ်စီးကွင်းတွေထိုးပြီးတော့မှကပြရတဲ့ရုပ်သေးမဟုတ်ဘဲနဲ့ လုံချိုးရုပ်တို့ဘာလို့ဆိုလဲအဲ့ဒီလိုမျိုးကပြတာပေါ့နော်အဲ့ဒါကြောင့်မို့လို့လက်ရာတွေဒီအတက်ပညာတွေစေတနာတွေအကြမြန်မာနိုင်ငံကရုပ်သေးပညာကိုမမှီဘူးရုပ်သေးသဘင်ကိုလည်းမမှီဘူးအဲ့ဒါမျိုးကိုပြောချင်တာရှင်ပြိုင်နိုင်ကြခြင်းမရှိပေတဲ့နော်ဘယ်နိုင်ငံကရုပ်သေးပညာတွေပဲရှင်ရှင်ကိုယ်နိုင်ငံကတော့အမြဲတမ်းတပန်းတာပါတယ်မြန်မာနိုင်ငံကရုပ်သေးပညာက ကိုရှိကလေးကမြမာမင်းနေနော်ကိုရဲ့ကိုမင်းကိုချင်းနဲ့နေကလေးကကိုမင်းနေလက်ထက်ကလေးကရှိခဲ့တဲ့အဲရိုးရာဓလေ့ပေါ့နော်ရိုးရာဖြစ်တယ်ရှေးဟောင်းပညာဖြစ်တယ်ရှေးဟောင်းဖြစ်ပေမဲ့လည်းကောင်းနေတော့မယ်ကောင်းမြဲကောင်းစေပဲအဲ့တော့ဓာကြီးပြောက်သွားမှအကျွန်တော်စိုးရင်ရတယ်အဲ့တော့ဘာလုပ်ရမလဲဆိုတော့နွိနွိထွိထွိနဲ့တကယ်ကိုချစ်ခင်နဲ့ပေါ်ပင်မဟုတ်ဘဲနဲ့နွိနွိထွိထွိနဲ့ချစ်ခင်ချစ်ချစ်ခင်ခင်နဲ့ထိမ့်သိမ်းဆောင်ရှောက်တယ် တံပိုးထားတဲ့ပေါ့နော်ဒါလေးကိုသူကပြောပြထားတာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာကကြတော့ဒီထဲမှာပေါ်ပြဆိုလို့ရှိရင်ပေါ်ပြဆိုတာပေါ်လိုက်ပေါ်လိုက်တဲ့ခဏဒါလေးမှာပဲသူကမိသားကောက်ယုံမိလို့ပဲဟုံးကနေထတောက်ပြီးတော့ချက်ချင်းပြပြန်ဖြစ်သွားတယ်လေအဲ့ဒီလိုမျိုးမဖြစ်ဖို့အတွက်ဆိုရင်တော့နွနွတွတွလေးနဲ့အဲနွနွတွတွလေးနဲ့လို့သူကဒီမှာတော့နွေးဟိုထွေးပါနွေးဆိုတာဆိုတကယ်တမ်းကတော့ အဲ့ဒါကြီးကိုပူပေးထားရမယ်လို့ဆိုလိုတာတော့မဟုတ်ဘူးပေါ့နော်အမြဲတမ်းစိတ်ထဲမှာဘယ်တော့မှအေးဆက်သွားတယ်ဒီအရာနဲ့ဒီပညာနဲ့ပတ်သက်ပြီးတော့မှဒီအတတ်ပညာတွေနဲ့ပတ်သက်ပြီးတော့မှသဘင်ပညာနဲ့ပတ်သက်ပြီးတော့မှစသဖြင့်ပေါ့နော်အဲ့လိုမျိုးအေးဆက်မသွားတာအေးဆက်မသွားရင်ထဲမှာအမြဲတမ်းနွေးနွေးထွေးထွေးနဲ့ သတိတရားအမှတ်တရားရှိပြီးတော့မှတန်ဖိုးထားပြီးတော့မှတန်ဖိုးထားမှလည်းထိမ့်သိမ်းစောင့်ရှောက်တာတန်ဖိုးမထားရင်ထိမ့်သိမ်းစောင့်ရှောက်တာမလုပ်ဘူးတန်ဖိုးထားပြီးတော့မှ ထိမ့်သိမ်းစောင့်ရှောက်တင်းနေလို့စာစုကသူရဲ့စေတနာလေးတွေကျွန်တော်တို့တွေ့ရတယ်စာစုရဲ့စေတနာဒီထဲမှာရေးဖွဲ့ထားတဲ့ဒီကြပြတပုတ်လုံးကိုရေးဖွဲ့ထားတဲ့စကလုံးတွေကရိုးရှင်းလွယ်ကူတဲ့စကလုံးတွေကိုတုံးထားတာများတယ်အဲ့ဒါကြောင့်မို့လို့ပတာရကုံမြောက်တယ် နောက်ခုံယူပွဲမျက်နှာတံပိုးထားဝယ်စိတ်တည်ဖြစ်ပေါ်လာစေမြမအမှုပညာလက်ရာတွေကိုအထင်ကြီးလာအောင်မျက်နှာလာအောင်ဒီလိုမျိုးတွေလည်းပြုတ်ပြနိုင်တကယ်လည်းစိတ်ထဲမှာအထင်ကြီးလာတဲ့မျက်နှာလာတဲ့အားရတဲ့တက်ကြွတဲ့စိတ်တည်ဖြစ်ပေါ်လာတယ်ပေါ့ဒါတွေကစာစုရဲ့စည်တနာတွေဖြစ်ပါတယ်ကျွန်တော်ကျွန်မတို့ကတကယ်အမှန်တကယ်ရုပ်သေးရုပ်ကလေးကိုဟိုပြလို့ရရင်တော့အကောင်းဆုံးပေါ့ရုပ်သေးရုပ်တရုပ်တရုပ်ရဲ့တန်ဖိုးကလည်းမနှဲပါဘူးမနှဲဘူးဟိုဒါပေမဲ့ အသုံးချတဲ့နေရာတော့နည်းနည်းလေးလွဲနေသေးတယ်လို့တော့မြင်တာပေါ့နော်ဒါရင်နဲ့ပတ်သက်ပြီးတော့လည်းရုပ်သေးရုပ်နဲ့ရုပ်သေးအဲတပင်းပညာပေါ့နော်အနုပညာလို့ပြောလိုက်ရင်ဂျာနေဘယ်ကကျေပြတ်နေအတွဲအဲဒီရုပ်သေးတပင်းနဲ့ပတ်သက်ပြီးတော့မှအမြင့်သဘင်နဲ့ပတ်သက်ပြီးတော့မှရုပ်သေးသဘင်ကိုအမြင့်သဘင်လို့လည်းခေါ်တယ်လို့ကျွန်မတို့ပြောကြတယ်ဆိုတော့ရုပ်သေးသဘင်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးမြင့်တယ်မလဲဆိုတော့ ဖာစီစာကုန်းနေတာမှမဟုတ်ရင်လဲဆောင်းမားတွေဆွေးနွေးချက်တွေအများကြီးထုတ်လို့ရတယ်ပေါ့နော်ဒါကတဖြည်းဖြည်းနဲ့ဒီသင်ငန်းဆောင်နဲ့ပတ်သက်ပြီးတော့မှဟို group like လေးတွေသူတို့ရဲ့ team work လေးတွေကိုတွားပြီးတော့မှအလုပ်လုပ်ခိုင်းလို့ရတယ်ဆိုတာလေးအကြံပြုတာပါကျေးဇူးတင်ပါတယ်ရှင်